ျွန်တော်ခုနကပြောသလိုငွေရစီကအဲ့ဒီအခုပါတီဘက်တွေကလူတွေကိုချစ်ခင်စေတယ်လို့ကျွန်တော်ပထမပြောခဲ့ဘူးတဲ့အတိုင်းပဲဒီစီတွေကိုအပြင်းအပြင်းထုတ်လာပါတော့သူကတဖြည်းပူပြီးချစ်လာချစ်ခင်တဲ့ကိစ္စတွေပူပြီးများလာတယ်ဆိုအဲ့မှာဘာဖြစ်လာလဲဆိုတော့ပုံမှန်ချစ်ရုံနဲ့အားမရတော့မတင်းတိမ်တော့ဆိုတော့ one night stand တွေဆိုတော့ပေါ်လာဆိုတော့ဒီစေးတုံးပြီးတဲ့အချိန်မှာ one night stand ဖြစ်ဖို့ one night stand အဲ့ဒီအခုမြင်အခုကြိုက်အခုအိတ်ပေါ့နော်အဲ့ဒီ အချိန်အဲ့လိုမျိုးဖြစ်ဖို့ဆိုအခုခင်မှာအရန်လွယ်တယ်။ဘာလို့အဲ့ဆေးတွေကြောင့်။သူပမာဏတိုးတိုးလာ။ကျွန်တော်အရက်ကိုပမာဏတိုးရင်ဘာလို့ပူမူးလာမယ်။ဟာပူပြီးတော့တောင်းကျန်းလာမယ်။အဲ့ဒီလိုပဲဒီကောင်ကပမာဏပူပြီးတိုးတိုးလာတဲ့ခါမှာဆိုပူပူပြီးချက်လာတယ်။တော့ဒဇင်းတယောက်ကိုဒဇင်းညောက်ချက်ချင်းမြင်ုံနဲ့ဟာဒီညောက်တွေ့လာနဲ့ဒီတိုင်းမတွေ့လိုက်တာနဲ့ကိုသူ့ကြည့်ပြီးတော့ချက်သွား။အာချစ်ကြတယ်ခင်ကြတယ်တယောက်တယောက်နဲ့ဟိုဘယ်လိုပြောမလဲဟိုဖတ်ပြီးကားကြတယ်အဲ့လိုမျိုးတဖြည်းဖြည်းနဲ့ one night stand တွေဆိုတာဒီခင်မှာအရန်ဟိုများလာတယ်အရန်ပေါ့ ပေါ်များလာတယ်ပြီးတော့အဲ့ဒီဟာရဲ့နောက်ဆက်တွဲစူးကျိုးနေတယ်ဘာဖြစ်လဲဆိုတော့ HIV AI တွေကအရန်ကိုလူငယ်ကြားထဲမှာအခုအရန်ပြန့်နှံ့လာတယ်ဆိုတော့ဒီဒီဟာရဲ့ဟိုဟိုဒီခစ်ကာလာရဲ့စူးကျိုးတွေပေါ့ကျွန်တော်အဲ့ဒီခုနကစကားပထမအဦးဆုံးစကားကိုပြန်ဆက်မှာဆိုလို့ရှိရင်ဒီဟာတွေအကြောင်းကိုကျွန်တော်ကလေ့လာခြင်းနာလဲပါတယ်ပြီးတော့ကိုတန်းနဲ့စိတ်ညစ်လို့ဆိုတော့ဒီမူရစီလောကတွေကိုကျွန်တော်တစ်နှစ်လောက်ရောက်ပါတယ်